မင်္ဂလာပါလို့ဥစွာပနမနှုံးဆက်ပါပါခင်ဗျာကျွန်တော်ရဲ့ဗားမေရီကတ်စတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုပါတယ်အင်ဒိုနီးရှားနိုင်ငံကိုဂျပန်နေဝင်ရောက်လာချိန်ကပေါ့အိမ်တအိမ်မှာရှိတဲ့လူတွေကိုရိုင်းနဲ့ဖမ်းချုပ်ထားပြီးအောင်းချမ်းနေချိန်မှာပဲဂျပန်နေဖမ်းထားတဲ့လူတွေကိုနိုင်ငံခြားသူအမျိုးသမီးကလှုပ်ပေးလိုက်ကဒေတာကန်တွေကတယောက်ကမမလေးပါလိုက်ခဲ့ပါ အတူလွတ်အောင်ပြေးကြမယ်လို့ပြောပေမဲ့မင်းပဲလွတ်အောင်ပြေးလို့ဆိုပြီးတွန်းလှန်လိုက်ကစကားကိုပိတ်လိုက်ချိန်မှာပဲ ပုံမှပြန်အလှည့်မျက်နှာကိုတနက်တင်နဲ့ထုချခံလဲရပြီးမိလဲကြာသွားပါလေ။အဲဒီနောက်မှာတော့ဂျပန်စစ်ဗိုလ်ကအိမ်တိုင်းကလူတွေကိုဖမ်းခေါ်ခိုင်းပြီးနိုင်ငံခြားသားတွေကို ရှင်းပြလို့အမိန်ပေးနေကနိုင်ငံခြားသူကိုလည်းမြက်ခင်းပြင်ပုံကိုပြစ်ချလိုက်ပါလေ။သူမှလည်းတတိယလာခဲ့ပြီးဂျပန်စစ်ဗိုလ်ကိုတောင်းပန်မိမယ်မရပါဘူး။မင်းကမင်းဘာတင်နေလဲလို့ပြောနေကအမျိုးသမီးကလည်းရှင်တို့ကိုကူညီခဲ့တယ်။တတိယနေလည်းပြီးခဲ့တယ်။ကျမကကိုနိုင်ငံကိုတော့တစ္ဆာဖောက်ခဲ့တာလို့ဆိုတာ တက်ကတက်ကတောင်းပန်ပေးမိ။ဂျပန်စစ်ဘိုကလည်းလဲပေးညှစ်ထားလိုက်ကကျိန်းဝါနေတော့မှပဲ။ဒုံမကယ်လိုက်တဲ့လူတယောက်ကဂျပန်စစ်ဘိုကိုကြောက်ခဲနဲ့ရုတ်တရက်ဝင်ထုလိုက်ပြီးအမျိုးသမီးကို ခေါ်ပြီးပြေးပါတယ်။ဒါပေမဲ့ဂျပန်ဘိုကပြန်ထလာပြီးသူတို့နောက်ကနေတနက်နဲ့ချိန်ပြီးပစ်ချလိုက်ပါတယ်။အဲဒီနောက်မှာတော့အန်ဘာတို့မောင်နှမနှစ်ယောက်ဟာကားပေါ်မှာစော်ကစားနေရင်ကားနောက်ကနေဒုံးဆိုတဲ့အတန်ကြားလိုက်ရလို့လှည့်ကြည့်လိုက်ပြီးထိတ်လန့်နေပါတယ်။ဒါပေမဲ့အန်ဘာရဲ့အမြင်အာရုံတွေကတိတ်မကောင်းပဲ။ ဟောဝါပြီးမြင်ရတဲ့အမီအာယုံချုပ်တဲ့သူပါဒီလိုနဲ့ကားရက်တာနဲ့မောင်နှမနှစ်ယောက်ကားပေါ်ကဆင်းပြီးဘာလန်အတိုင်းဝင်လာကအံပါကိုလည်းမောင်ဖြစ်သူဒီကာကကိုညီပြီးတွဲခေါ်ပေးပါတယ်သူတို့ကသူတို့နဲ့ဆွေမျိုးမကင်းတဲ့ရေဟာတစ်ခုမှသွားကုန်ညီရင်နေထိုင်ကြမှာပါဘာကုကလည်းသူတို့ကိုမြင်တာနဲ့ခီးဥကြိုပြုတ်လိုက်ပြီးအိမ်ထဲကိုခေါ်သွားကသူတို့နေဖို့အခန်းကိုလည်းလိုက်ပြပေးလိုက်ပါတယ်ဒီကာကတော့ကလေးမို့ရောက်တာနဲ့ဟိုပြေးတီလွှားနဲ့ပြောနေကား အကူကလည်းမောင်နှမနှစ်ယောက်လုံးကိုကိုယ်အိမ်လိုသဘောထားပြီးနေကြပါလို့ဆိုပါတယ်။ဒီအချိန်မှာပဲဖုန်းဝင်လာလို့အကူကထွက်သွားပြီးဒီကာကလည်းအငိမ်မနေပဲလိုက်ဆက်စုနေကအပါကလည်းရှောက်မလို့ကိုတားနေရပါတယ်။သူတို့ရဲ့အခေါ်ဒီအငိမ်စားဂေဟာက1980ခုနှစ်တုန်းကဖွင့်ခဲ့တာပါ။အံပါတို့မောင်နှမလည်းမိဘတွေတည်ဆုံသွားပြီးဒီဂေဟာမှလာနေကြတာပါ။ဒီလိုနဲ့အံပါတို့ကိုအဖိုးဖွားတွေနဲ့မိတ်ဆက်ပေးလိုက်ပြီးအဖွားအန်နီကအံပါကိုမျက်လုံးမမြင်ရဘူးလားလို့မေးတော့ သူကခဝဝါတော့မြင်ရပြီသူများတွေလိုကြီးကြီးလေးလေးမမြင်ရတာပဲရှိတာပါလို့ပြောလိုက်တဲ့အခါမှာအဖွားကြီးကလည်းတိတ်မကြိုက်တဲ့ပုံစံနဲ့ပါပဲဒီချိန်မှာပဲ DJ ဟာကလူတွေအားလုံးကိုယူဆိုင်ပေးတဲ့ရင်းနာလေးရောက်လာပြီးမိတ်ဆက်ပေးလိုက်ကဝတ်ဒီဆိုတဲ့အမျိုးသမီးကလည်းဒီနှစ်အင်းနစ်ကိုအတူမကျင်းပါနိုင်လို့တောင်းပန်ပါတယ်လို့ဆိုပြီးအာကုတ်ကိုလည်းတေးချာယူဆိုင်ပါလို့မှာပြီးအရေးကြီးတုတ်ပြန်နဲ့ထွက်သွားပါတယ်ဒီချိန်မှာပဲအာသူဆိုတဲ့လူကလည်းသူ့အဖွားရှိတာကိုအလဲရောက်လာက ဟန်ပါကိုမြင်တဲ့အခါမှာတော့မိမလလေးလို့ဆိုတာပဲကြောင်းနေပြီလက်ဆွဲနှုတ်ဆက်နေတော့အာကိုကလည်းရောက်လာပြီးနှုတ်ဆက်လိုက်ပါတယ်ဒီလိုနဲ့ဒီကနဲ့အဖိုးနဲ့ကစားနေကြပြီရီနာကတော့စားတော့ပြင်းနေကဟန်ပါကတော့မမြင်မဆန်းတဲ့ရိုးရမုံအထုပ်ကိုကူးလုပေးနေပြီအာကိုကလည်းနိမိပါရီနာရီကိုမလာနိုင်တာတောင်းပန်ပါတယ်လို့ဆိုတော့ဟန်ပါကလည်းနင်းနဲ့အတော်ဝတီကဒီမှာခေါ်ထားတာနဲ့ငါကကျေးဇူးပြန်တင်ရမှာပါလို့ပြောလိုက်ပါတယ် ။ဓာပြီးအာကိုကအကူကြီးလိုရင်ခေါ်ဖို့ဖုန်းနှိပ်တဲ့ဂလုတ်ကိုလည်းပြပေးနေပြီ။အန်ပါရဲ့လက်ကိုယူပြီးနှိပ်ခိုင်းနေကအန်ပါနဲ့အာကိုနဲ့ကတငယ်ချင်းတွေမို့တကက်ကလုံနေတာကိုရီနာကသဘောမကျတော့ခွက်တစ်ခုအတန်ကြောင်းအောင်လွှတ်ချလိုက်ပြီးအာကိုကအနားကိုသွားတဲ့အခါမှာရီနာကမကြည်မနှံ့နဲ့ပြောဆိုလုံနေပါတယ်။အပြင်မှာလည်းအဖိုးကဒီကားနဲ့စော်ပေးနေပြီးအာသူကဓာတ်ပုံလိုက်ရိုက်ပေးနေကအဖိုးပြစ်လိုက်တဲ့လေပေါ်ဝဲတဲ့အပြားကအဆောင်တစ်ခုတည်းကိုဝင်သွားပါတယ်။ဒီအချိန်မှာပဲမိုးကရွာတော့မှမို့ အဖိုးကိုအထဲကိုပြန်ခေါ်သွားပြီးဒီကာကလည်းအခန်းထဲကြာသွားတဲ့ကစားစရာကိုယူကျင်းနေပြီးကြံနေကြတုံးမှာပဲအာတူကလာခေါ်ပေးမဲ့ကစားစရာကိုကောက်ဖို့ပြောနေလို့မိုးကလည်းရွာလာကအာတူလည်းအထဲကိုဝင်ဖို့တကားပေါက်လိုက်ရှာကြပါတယ်ဒီချိန်မှာအန်ပါကဒီကာလို့အော်ခေါ်လိုက်တော့သူ့ကိုလက်ဝင်ရမ်းပြနေလို့ထီတချောင်းနဲ့ဒီကာရှိတဲ့နေရာကိုသွားပါတယ်ဒီကာတို့ကတကားကိုဖြတ်ပြီးအထဲကိုရောက်နေကြပြီးအန်ပါကအခန်းထဲကိုဝင်လာချိန်မှာအာတူကစောင့်နှောက်လိုက်ပါတယ် အတော်ဝတီကအခန်းကိုအမြဲတော့ပိတ်ထားလို့ဆိုပြီးအခန်းထဲကိုလိုက်ဆက်စုနေကြတာဒီကားကအခန်းထဲကိုသူ့ရဲ့အကျင့်အတိုင်းလိုက်ပြီးဆက်စုနေပါတယ်သူ့ရဲ့မောင်ကိုစိတ်ပူပြီးအနောက်ကနေလိုက်သွားရင်ရမ်းကြုံကြသွားကမြေရောက်ခန်းတစ်ခုလေးကိုကြာသွားပါတယ်ဒီတော့အခန်းထဲမှာအာတူနဲ့ဒီကားကလိုက်ဆက်စုနေပြန်ပြီးတိတ်ခိဓာပြားဆက်လည်းရှိနေပြီးဒီကားနဲ့အာတူကကလေးဖို့စူးစမ်းနေချိန်မှာအံပါရဲ့မျက်လုံးထဲမှာလူတယောက်ပုံစံမြင်နေလို့အာတူတို့ကိုအတိပေးလိုက်တော့လူတယောက်ထိုင်နေတဲ့ပုံစံကိုမြင်လိုက်ပြီး ာသူလည်းအနားကိုသွားကအဝတ်ကိုဆွဲပယ်လိုက်တော့ခေါင်းမပါပဲထိုင်နေတဲ့လူပုံစံနဲ့အယုတ်ကြီးဖြစ်နေပါတယ်ဒီချိန်မှာပဲအာကူးကလည်းရောက်လာပြီးဒီနေရာကိုသူလည်းခုမှတိကဝင်လာလိုက်ပြီးတစ်တာတလုံးကိုလည်းရွှေရည်ရှိနိုင်တယ်လို့ပြောနေချိန်အန်ပါကရုပ်ကိုစမ်းကြည့်နေပြီးအာသူတို့ကလည်းတစ်တာကြီးကိုတဲထုံသွားကြကအန်ပါလည်းပြန်ဖို့လှည့်လိုက်ချိန်အယုတ်ကြီးကထလာပြီးသူ့နားကိုတိုးလာပါတယ်အန်ပါလည်းကြည့်လိုက်တော့အယုတ်ကသူ့နေရာသူပြန်ရောက်သွားပြန်ပါတယ်အန်ပါလည်းမတင်ကားလို့တေချာကြည့်နေပြီး ဒီကာကလာခေါ်လို့ပြန်လာခဲ့လိုက်ပါတယ်။အဲဒီနောက်မှာအန်ဘာရဲ့တံရကိုအာကူကစီးထည့်ပေးနေတာကိုမင်းနာက ကြည့်မရဖြစ်နေပြီ။ဘာသူတို့လဲယူလာတဲ့တစ်တာကိုဖွင့်ကြည့်လိုက်တော့တပြားနဲ့စာရွက်စာတမ်းတွေဖြစ်နေကအပိုးကလည်းတစ်တာတွေကစာအုပ်တုပ်ကိုလာယူသွားကဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အမျိုးသမီးတယောက်ဓာတ်ပုံကိုတွေးလိုက်ရပြီ။သူကဒီကီဟာကိုပထမဆုံးပိုင်ဆိုင်ခဲ့တဲ့နိုင်ငံသားသူဖြစ်ပါတယ်။အဖွားအန်နီကသူများပစ္စည်းဆိုတာမယူရဘူး။အဲ့ဒီမှာတခုခုရှိနိုင်တယ်လို့ဆိုတော့ ဂျန်နဲ့အဘွားကဒီလိုရှောင်မပြောဘူးနဲ့ချေယုံမဆွဲဘူးပြောလိုက်တဲ့အခါမှာအဘွားအန်နီကအဲ့ဒီမှာတခုခုရှိနေရင်ဘလို့လုံမလဲဆိုပြီးစကားများကြကဂလီဒီကဝိုင်းတာတော့မှပြီးသွားကြပါတယ်။မနှဖျင်ကြရင်ဤနေမို့လို့လဲဆိုပါတယ်။ဒီချိန်မှာပဲအာသူကဓပြားကိုယူဖွင့်လိုက်ပြီးဤတချင်းတန်ထွက်လာတော့အတူကလိုက်ကြပြီးပျော်ရွှင်နေကြချိန်မှာပဲအဘွားအန်နီကမကကျင်ဘူးလို့ညင်းနေကဒီချိန်မှာပဲမိကပြတ်သွားပါတယ်။အပြင်မှာလဲမိုးတွေချိန်လျှက်စည်းတွေကလည်းတဝင်းဝင်းနေပါ အဲ့ဒီနောက်ဒီကားတို့မောင်နှမလည်းအတူအရာဝင်ရင်းစကားပြောနေကြကဒီကားကအိမ်နောက်ဘွေးမှာကြောက်စရာကောင်းတဲ့ရေတွင်းရှိပြီးအထဲမှာထူကြတာဘာမြင်လဲလို့မေးတော့အန်ဘာကလည်းဘာမှမမြင်မိပါဘူးလို့ဆိုပါတယ်ဒီကားကတချင်းကထူးဆန်းနေတယ်ကြောက်ဖို့ကောင်းလို့နားမထောင်ကျင်ပါဘူးလို့ပြောနေလို့အန်ဘာကအိတ်တော်လို့ပြောလိုက်ပါတယ်ဒီအချိန်မှာပဲရီနာကဟင်းချက်နေပြီးအိမ်ပေါင်းကမှလူတစ်ယောက်ရှိနေတဲ့ပုံစံကိုမြင်ပြီးလှန့်ခွန်ကြည့်လိုက်တော့ဘာမှမရှိပါဘူးဒီတော့ဟင်းအိုးကိုပြန်မှွေနေတော့ ။ဘုံဆိုအတန်ကိုကြားလို့လန့်သွားကကြည်လိုက်တော့အာကုပါ။အကုန်လုံးလဲအိတ်နေပြီဖြစ်ကအန်ပါတို့ကိုတော့သွားမကြည့်ရသေးဘူးလို့ပြောနေလို့ရီနာနဲ့အာကုနဲ့ကရီးစားတွေမို့တဝင်တွန်းနေကအာကုကလည်းဖတ်ထားလိုက်ပြီးသူတို့နန်းနေကြတော့မှဘေးအခန်းကတကားကပွင့်သွားပါလေ။ဒီတော့အာကုကသွားကြည့်တော့ဘာမှမရှိပါဘူး။အာကုလည်းတကားကိုပြန်ပိတ်လိုက်ပြီးရီနာကလည်းလူပဲတင်ပြီးစိတ်ဆိုးပြီးထွက်သွားပါလေ။အန်ပါကလည်းအိတ်နေရင်ဖုံးကအတန်ကြားလို့နိုးလာကာ တန်တဝဝနဲ့တွားနေအိမ်ရှိကိုလည်းလူတယောက်ဝင်လာကအဘကစက်ကိုနားထောင်တော့စကားပြောတဲ့ကိုကြားနေလို့အခန်းပြင်ကိုထွက်ကမကုလို့ခေါ်လိုက်ပြီးလိုက်ရှာနေရင်မိဖို့ခန်းထဲကဖုံးကအတန်ထွက်နေလို့ကန်နားထောင်နေရင်ပြုံးဆိုပြီးအနောက်ကနေသူ့ကိုဝင်တိုင်းသွားပြီးရုပ်တရက်မိတွေလည်းပွင့်သွားကအဘရဲ့အမေအယုံကလည်းရှင်းရှင်းလင်းလင်းမြင်လာရပါတယ်သူကြည့်လိုက်တော့သပင်းအဖြူရောင်နဲ့အမျိုးသမီးကဒဏ်ရာရနေတဲ့လူတယောက်ကိုကူညီနေပြီးတခြားလူတွေလည်းအပေါက်ကနေဝင်လာတော့အကူအညီတောင်းနေတာ အမ်ပါကလည်းရှင်တို့ကဘသူတွေလဲလို့မေးပြီးမဲ့သူတို့ကကြားပုံမပေါ်ပါဘူးဒီချိန်မှာပဲဒီကာကအမဖြစ်သူကိုလှမ်းဆွဲလိုက်ပြီးဖျောင်းတိုင်မီးနဲ့ရောက်လာတော့ပုံမှန်အတိုင်းပဲမှောင်မဲနေကအမ်ပါလည်းမူလအမြင်အာယုံတိုင်းမှုံဝါးဝါးပြန်ဖြစ်သွားပါလေဒီကာကလည်းအမဘာမြင်လဲလို့မေးတော့ဘာမှမဟုတ်ပါဘူးလို့ဆိုကအခန်းထဲကို ပြန်ဝင်ပြီးအိတ်နေလိုက်ကြပါတယ်ဒီချိန်မှာပဲအေကန်းကအာသူတို့ယူလာတဲ့ဓပြဆက်ကသူ့ဘာသာသူပွင့်လာပြီးအိတ်စိတ်နေတဲ့အချိန်မှာဟောင်းနှွှဲ့နေတဲ့ဓပြဆက်ကနေ တုံတုံယူယူတချင်းသာထွက်ပေါ်လာပြီးညကလည်းမှောင်မိုက်နေကလျှက်စည်းတွေကလည်းတဝင်းဝင်းနေပါပဲတချိန်တည်းမှာပဲဒီတချင်းသာနဲ့အတူအိမ်တကားတွေအကုန်လုံးကပွင့်လာပြီးအပွားအန်နီရဲ့အခန်းတကားကလည်းပွင့်သွားကစကားပြောစက်ကနေအတန်ကြားနေလို့နှိပ်ကြည့်ပြီးခေါ်ကြည့်ပေမဲ့ပြန်မကြားရလို့အိမ်ပြင်ကိုဖျောင်းတိုင်မိလေးကန်ပြီးလိုက်ကြည့်လိုက်ကအေကန်းထဲကိုရောက်သွားပြီးတချင်းသံကိုလည်းကြားနေလို့ရပြားဆက်ကိုတွားပိတ်လိုက်ပြီးပြန်လှည့်มาပဲတချင်းကပြန်ပွင့်လာပြန်ပါတယ် ီတော့အဖွားအန်နီကစိတ်မရှိသူမို့ဆောင်းပွင့်ချလိုက်ကသူ့နောက်မလန်းမကန်းမှာခေါင်းမပါတဲ့အမျိုးသမီးကြီးလျှောက်သွားနေရင်ပကံတွေကိုတိုက်မိသွားပြီးပြုတ်ကျကုန်ပါတယ်အဖွားကလည်းရီနာတို့အာကူတို့လို့ခေါ်ရင်းသွားကြည့်တော့ပကံတွေပြုတ်ကျနေတာကိုမြင်လို့ကောက်သိမ့်နေတော့မှာပဲပြတော်မမဲကြီးကိုမြင်လိုက်ပြီးမော့ကြည့်တော့ခေါင်းမပါတဲ့တရေကြီးဖြစ်နေကအတန်နဲ့ကြီးနဲ့အော်တန်ကိုလည်းကြားလိုက်ရလို့ထွက်ပြေးပါတော့တယ်အဖွားအန်နီလည်းပြင်းရင်ကျုံရအခန်းတစ်ခုထဲကိုဝင်လိုက်တော့ အခန်းထဲမှာတရေကရှိနေပြီးအလောက်ကနေလေပင်းကိုညှစ်ထုတ်လိုက်ကမျိုးလုံးတွေပါထွက်ကြကုန်ပြီးတရေကြီးကလည်းဒေါသတကြီးနဲ့အော်ဟစ်လိုက်ပါတယ်။အဲ့ဒီနောက်မနဲ့ရောက်တော့ရီနာတို့အာကူတို့နိုးလာကအခန်းထဲမှာရှုပ်ပွနေတာပဲလို့ဆိုပြီးတန်ရှင်းကြီးလုံနေကအန်ပါကလည်းညကဖုံးကနေအတန်ကြားရတယ်လို့ဆိုတော့မိကပြတ်နေတာလေးလို့ရီနာကဆိုပါတယ်။ဒီချိန်မှာပဲအေကန်းကခုံတလုံးမှာအောင်ပြအယုံကြီးကထိုင်လျက်ရှိနေတာကိုမြင်လိုက်ကြရပြီ။အာသူနဲ့အာကူတို့က သူယူတယ်ငါယူတယ်နဲ့ညင်းနေကြပြီအဖွားနဲ့အဖိုးကလည်းစားနောက်နေကြတယ်ပဲထင်းနေပါတယ်ဒီနေ့ဟာဤနေ့ကိုလည်းကြာရောက်လို့နေပါပြီအန်ပါကလည်းအယုံနာကိုကတ်ကြည့်နေပြီအဖိုးကလည်းသူဖတ်နေတဲ့စာအုပ်ထဲကစာပိုက်တချို့ကိုဖတ်ကြည့်နေရင်ဒီကီယာပိုင်ရှင်ကဒတ်အမျိုးသမီးတယောက်ဖြစ်ကြောင်းနဲ့ဒီကီဟာမှာလည်းဒတ်အမျိုးသမီးကငငယ်ကလေးကနေထိုင်ခဲ့တာဖြစ်ကမိဘတွေကလည်းအင်ဒိုနီးရှားလူမျိုးတွေကိုချစ်တယ်လို့ဆိုပါတယ်သူရဲ့အငယ်ဆုံးမောင်လေးကိုလည်းအင်ဒိုနီးရှားနိုင်ငံပြီးပေးထားပါသေးတယ် သူတို့မိသားစုကအဖြစ်ဆုံးနဲ့ကြုံတွေ့ခဲ့ကြရပြီးအကိုဖြစ်သူကတတ်ခံရပြီးအမေဖြစ်သူကတော့ကျမ်းမာရေးချိုးတက်ပြီးဆုံးပါသွားခဲ့တာဖြစ်ကတနာစီယာကောင်းတာပဲလို့ရည်ရွယ်လိုက်ပါတယ်ဒီချိန်မှာပဲအန်ပါကသူမျက်လုံးခွဲစိတ်မှုလုပ်ပြီးနောက်ပိုင်းမှာသူများတွေမမြင်နိုင်တဲ့တဘာဝလုံးအရာတွေကိုမြင်နိုင်တယ်လို့အဘိုးကိုပြောပြလိုက်တော့သူညားကမြင်ခဲ့တာတွေကိုလည်းပြောပြလိုက်ပါတယ်ဒီတော့အဘိုးကလည်းစာအုပ်ထဲကဒက်စ်အမျိုးသမီးပုံနဲ့အမျိုးသားပုံကိုလည်းကြည့်လိုက်ပါတယ် အဲဒီနောက်မှာတော့အာသူကဓာတ်ပုံရိုက်ပေးနေရင်အားလုံးစုပြီးရိုက်လိုက်ကဒီတော့မှအဖွားအန်နီကိုတတိယသွားပြီရီနာကအဖွားအန်နီရဲ့အခန်းကိုတွားကြည့်တော့မရှိပါဘူးဒီလိုနဲ့အဖွားအန်နီကိုအသေးအတန်လိုက်ရှာနေကြပြီအန်ဘာတို့မောင်နှမကလည်းလိုက်ရှာကြရင်အန်ဘာကရေတံကိုကြားလိုက်ရလို့ရေချိုးကန်တကားနာကိုတွားကသွေးတွေကရှိနေပေမဲ့အန်ဘာကမသိပါဘူးအခန်းတကားကိုဖွင့်ပြီးအထဲကိုဝင်သွားတော့သွေးတွေနဲ့မချော်လဲသွားကသူ့လက်ကိုသွေးတွေပေးပြီး မမြင်မဆန်းတဲ့အပွားအန်ဒီရဲ့အလောင်းကိုသွားကင်တော့တွေးတွေပန်းထွက်လာတော့မှလှမ်းပြီးအော်ချလိုက်ကကြံတဲ့လူတွေကလည်းအပြေးရောက်ချလာပြီးမြင်ဝင်းကိုမြင်တဲ့အခါမှာတော့တုံ့လှုပ်ကုန်ကြပါတယ်အဲဒီနောက်မှာတော့ဒီကာကလည်းကြောက်ပြီးငိုနေကအမဖြစ်သူကနှစ်သိမ့်ပေးနေရပါတယ်အမ်ဘာကမိခင်နဲ့အိပ်ပျော်သွားချိန်မှာအတန်းတွေကြားလို့နိုးလာပြီအာသူကသူ့အဖွားကိုခေါ်ပြီးအိမ်ပြန်ဖို့လုပ်နေပေမဲ့အာကူကမိုးတွေရွာနေလို့တကားမဖွင့်ပေးလို့စကားများရန်ဖြစ်နေကြကား အဖိုးကဝင်တားလိုက်ပြီးမှမရပဲအာသူကရန်တွေ့နေကအာကူကလည်းဒီမှာရှိနေတဲ့လူတွေကငါတာဝန်ငါမိသားစုပဲမင်းလည်းပါပါတယ်လို့ပြောပေမဲ့အာသူကစိတ်ကနာမငြိမ်ပဲသူပြောတာတွေကိုလက်မခံပါဘူးအာကူကရဲစခန်းကိုလည်းဖုံးဆက်ထားပြီးမှဒီမှာပဲစောင့်နေကြမယ်လို့ဆိုပါတယ်ဒီအချိန်မှာပဲအာသူကခုံမှာအယုတ်ကမရှိတော့ဘူးလို့ဆိုတော့ကြံတဲ့လူတွေလည်းကြီးလိုက်တဲ့အခါမှာအယုတ်ကရှိနေတော့မှာပဲဒီတော့အာသူလည်းပြန်ကြီးလိုက်တော့ရှိနေပြန်ပါတယ် အယုတ်ကဒီမှာရှိမနေတင်ဘူးလို့ပြောနေပြီဒီအချိန်မှာပဲအန်ပါကသူ့အရင်ညကဖုန်းကနေအတန်ကြားရပြီဒါ့အမျိုးသမီးကိုလည်းမြင်တယ်လို့ပြောပေမဲ့ဘီနာကမဖြစ်နိုင်တာတွေမပြောနဲ့လို့ပြောနေချိန်မှာပဲရဲအရာရှိကရောက်လာကတကားဖွင့်ပေးလိုက်ပါတယ်ရဲအရာရှိကမိတ်ဆက်လိုက်ပြီးအလောင်းကိုတွားကြည့်တော့ခတ်တီဒီပဲအနားကိုတွားပြီးအလောင်းအုပ်ထားတာကိုဖယ်လိုက်ချိန်မှာရုပ်ပြက်စင်းပြက်ဖြစ်နေတာကိုမြင်လိုက်ပြီးအလောင်းကြီးကလည်းဖုတ်ခနဲ့ပြုတ်ချသွားတာ ရဲရရှိလန်းအန်ထွက်ပြီးကားထဲကိုဝင်သွားကရုံးချုပ်ကိုအကူအညီလမ်းတောင်းလိုက်ပါတယ်။အဖိုးကလည်းစာအုပ်ကိုရေးခဲ့သူကဓာတ်အမျိုးသမီးဖြစ်ပြီးသူနဲ့အတူဂျပန်စစ်ဘုံနဲ့တွဲရိုက်ထားတဲ့ဓာတ်ဘုံလည်းရှိနေပါတယ်။ရဲရရှိလည်းကားထဲရှိနေတုန်းမှဗက်ကြီးမှန်ကားနဲ့ကားနောက်ကိုကောင်းပြတ်တရေရောက်လာတာကိုမြင်ပြီးလန့်သွားကပြန်ကြည့်တော့မရှိတော့ပြန်ပါဘူး။ဒီတော့ကားပေါ်ကနေဆင်းပြီးမိုးရွာကြီးတဲ့ဘသူလဲလို့ဆိုပြီးရှားပေးမဲ့တစုံလေးယောက်မှမရှိပါဘူး။အဖိုးကလည်းစာအုပ်ထဲမှာရေးထားတာတွေကိုပြောပြနေပြီး ဒက်စ်အမျိုးသမီးကဇိမ်ခံမဲ့ဖြစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်။သူကဂျပန်နေကိုဖြောပြီးရတဲ့သူပါ။ဒီချိန်မှာရဲအရာရှိကလည်းအိမ်ထဲကိုဝင်လာပြီးဖုန်းဆက်ကြည့်တော့လည်းဖုန်းကဆက်မရတော့ပါဘူး။ဒီကာကလည်းအယုံကြည်ထားရနေတာကိုမြင်ပြီးအမကိုပြပေးမယ်အမဖြစ်သူကမမြင်ရပါဘူး။ဒီချိန်မှာပဲမိကလည်းပြတ်သွားကပြန်တဲ့လူတွေကမိပြတ်သွားလို့အလုရှုံနေချင်းဒီကာတော့မောင်နှမကအယုံနာကိုတွားကအယုံကခုနလှုပ်သွားတယ်လို့ဒီကာကပြောနေပြီ ယုဒိယတပြားဆက်ကနေလည်းတချင်းတန်ထွက်လာပါတယ်။အကုံလုံးကလည်းကြားလိုက်ရပြီးအန်ပါကဆက်အနားကိုကန်နားထောင်လိုက်ချိန်မှာယုဒိယအမင်းအာယုံကလင်းလင်းထင်းထင်းနဲ့မြင်လာရပြီးအုံးကနေလည်းအတန်နေထွက်နေလို့မိဖို့ကန်းထဲကိုတွားကြည့်လိုက်တော့ဒတ်အမျိုးသမီးကိုတွေးလိုက်ရပြီးအနောက်ကနေရောက်လာတဲ့လူတွေကဒတ်အမျိုးသမီးကိုဆွဲခေါ်သွားကြလို့အန်ပါလည်းအနောက်ကနေလိုက်ကြည့်ပါတယ်။ဒါကိုသူ့ရဲ့အနောက်ကနေရောက်နေတဲ့လူတွေကမမြင်ရပဲအန်ပါပဲမြင်ရကအန်ပါသွားတဲ့နောက်ကိုလိုက်ကြပါတယ် မှန်ပါကမြင်နေကြားနေရပြီးကျန်တဲ့လူတွေကဖုံးကနေအတန်ကိုတော့ကြားနေကြရပါတယ်။ဒတ်အမျိုးသမီးကိုအင်ဒိုနီးရှားလူမျိုးတွေကဝိုင်းဝန်းရိုက်နှက်နေကြပြီးဒါကလည်းကျန်တဲ့လူတွေကမီးရောင်နဲ့အရေးတူကိုတော့မြင်နေကြရပါတယ်။မှန်ပါကြည့်နေတော့မှပဲဂျပန်စစ်သားတယောက်ကရောက်လာတော့ရိုက်နေတဲ့လူတွေကဘေးကိုဖယ်သွားကမင်းကသူတို့လူမျိုးမဟုတ်ဘူး။မင်းကိုတစ္ဆာပေါက်သွားကြပြီလို့ဆိုကဇပင်းကိုဆွဲပြီးပြောဆိုလုံနေကဒတ်အမျိုးသမီးကလည်းလေပင်းကိုပြန်ညှစ်နေတော့တနတ်တင်နဲ့ထုချခံလိုက်ရပါတယ်။ သူ့ကိုဝိုင်းရိုက်တဲ့လူတွေကိုကြည့်ကငါသွေးတစ်စက်တိုင်းကနင်တို့ဘဝတွေကိုဖျက်ဆီးသွားအောင်လုပ်လိမ့်မယ်လို့ပြောဆိုကဂျပန်စစ်သားကိုထပြီးတိုက်ခိုက်လိုက်ချင်းဓာတ်နဲ့စီးပြီးခုတ်ချလိုက်လို့ကောင်းပြတ်ကျသွားပါတယ်။ဒါကိုမြင်လိုက်တော့အန်ပါလည်းလန့်ပြီးအော်ချလိုက်ကအားလုံးကလည်းကြောက်နေပြီးဒီကလေးကလည်းကြောက်လန့်နေပါပြီ။ဒီအချိန်မှာပဲအတူရိုက်ခံရတဲ့အမျိုးသားတယောက်ကအတန်နှကြီးနဲ့အော်ဟဲလိုက်ပြီးဒါစအမျိုးသမီးရဲ့အလောင်းကိုပွေသွားကအိမ်ပြင်ကိုထွက်သွားပြီးဒါကိုလည်းအန်ပါကအနောက်ကနေလိုက်ကြည့်တော့အားလုံးလည်းလိုက်ကြရပါတယ်။ အဘအပြင်ကိုရောက်တော့ရေတွင်းသားမှာဂျပန်စစ်သားကိုမြင်လိုက်ရပြီအလောင်းကိုတင်သွားတဲ့လူနောက်ကိုဆက်လိုက်ပါတယ်အလောင်းကိုတဲပြီးမြေရောက်ခန်းထဲကိုဝင်သွားကအလောင်းကိုထိုင်ကုန်းမှာတင်ထားလိုက်ပြီးလက်ပြားဆက်ကိုလည်းဖြွင့်ကမမလေးလို့ခေါ်ကစကားပြောနေပြီသူကအင်ကြီးရဲ့အလုံသမားပါဒီနိုင်ငံပေါ်ထားတဲ့မမလေးရဲ့မြေတားတွေကသာမမလေးကိုဒုက္ခရောက်စေတာပါလို့ဆိုကအလောင်းကိုရှုံတွင်နဲ့မှန်းပြီးရုပ်တုပြုတ်လောက်ထားလိုက်တာပါ ပြီးတာနဲ့မမလေးရဲ့သွေးတစက်တိုင်းကသူတို့ကိုဒုက္ခရောက်အောင်လုပ်ပြမှာပါလို့ဆိုကအဝိစတခုနဲ့အုပ်ထားလိုက်ပြီးလန်တခုကိုကိုင်းကအပြင်ကိုထွက်သွားပြီးဂျပန်နီနဲ့တိုက်ခိုက်ပါတော့တယ်။အန်ပါလဲအနောက်ကနေလိုက်ကြည့်ရင်တိုက်ခိုက်နေတဲ့လူကိုဂျပန်နီကဆွဲခေါ်သွားကြပါတယ်။သူတို့အခန်းထဲကိုပြန်ရောက်တော့ခုံကလဲကျသွားလို့ရဲအရာရှိကအနားကိုအသွားမှာခေါင်းပြက်တည်းကပေါ်လာကလက်ဘင်းကိုညှစ်ထားခံလိုက်ရပြီးတီရော့မဲ့အချိန်မှာပဲအာကူကလှမ်းနဲ့ပြေးထိုးချလိုက်ကအားလုံးကိုလည်းအရင်ထွက်ခိုင်းလိုက်ပါတယ် ဘေးမကလည်းမဖြုံပဲလှံကနေကျွတ်ထွက်လာပြီးမကူးရဲ့ခေါင်းကိုဆွဲဖြုတ်ပြစ်လိုက်ပါဒါကိုရီနာက မြင်ပြီးအော်ဟစ်နေကသူ့ကိုဆွဲခေါ်ပြီးမြေရောက်ခန်းအပေါက်ကိုလည်းပိတ်ချလိုက်ကရဲကားပေါ်ကိုအမြန်တက်နေလိုက်ကြပါတယ်ကားကလည်းစက်နိုးမရပဲဖြစ်နေပြီးကားစပီကာကနေငါရဲ့သွေးဆက်တိုင်းကနေလို့ကိုဒုက္ခရောက်စေမယ်လို့ကြားလိုက်ရကကားနောက်ကိုလည်းခေါင်းပြတ်တရေမကလမ်းလျှောက်လာနေပြီးငါကောင်းပြန်ပြီးစမ်းလို့ဆိုတဲ့အတန်ကိုလည်းကြားနေကြရပါတယ် အကုန်လုံးလဲထိမ့်လန့်နေကြပြီးယုတ်တရက်ကားဘေးကိုလဲလက်နဲ့ပော့ဆွဲသွားကဘုံဆိုပြီးတကားကလဲပွင်သွားကအာသူရဲ့အဖွားကလဲပါသွားပါတယ်အာသူလဲသူ့အဖွားပါသွားလို့အန်ဘာရဲ့ဒုတ်ကိုယူကအပြင်ကိုထွက်လိုက်သွားပြီးအဖွားနဲ့တရေရဲ့လက်ချက်နဲ့ပဲခေါင်းပြုတ်ထွက်သွားပါတယ်အာသူလဲဒေါသထွက်ပြီးဒုံနဲ့ပြေးရိုက်တဲ့အခါမှာသူ့ကိုပါခေါင်းဖြုတ်ပြစ်လိုက်ပြီးကားနာကိုပြလိုက်လို့အကုန်လုံးအော်ခဲ့ကြပါတော့တယ်ကောင်းပြတရေကလည်းထွက်သွားတော့ကားထဲမှာပိတ်မိနေကြတဲ့လူတွေလည်း ထွက်သွားဖို့မဖြစ်နိုင်လို့အယုတ်ကိုဖျက်ဆီးပစ်ကြမယ်လို့ဆိုကအိမ်ထဲကိုပြန်ဝင်ပြီးအယုတ်ကိုဖျက်ဆီးဖို့လှုပ်ချိန်ပါပဲအမ်ပါကဒတ်အမျိုးသမီးရဲ့ခေါင်းကိုဂျပန်စစ်သားကရေတွင်းနဲ့ပစ်ချလိုက်တာကိုမြင်လိုက်ပါတယ်ဒီတော့ရေတွင်းနောက်ကိုသွားကအယုတ်ကိုလည်းတည်သွားကြပြီးရဲအရာရှိကပစိန်နဲ့အယုတ်ကိုထုခွဲလိုက်တော့အယုတ်ရဲ့အထဲမှာအလောင်းကတကယ်ရှိနေပါတယ်အလောင်းရဲ့အယိုးစုတွေကိုရေတွင်းထဲကိုပစ်ချလိုက်ပြီးမီးရှို့ဖို့လှုပ်ချိန်မှာပဲမီးကြီးကြံခဲ့လို့ရဲအရာရှိနဲ့အဖိုးနဲ့ကသွားပြန်ယူနေတော့မှာ အမ်ဘာနဲ့ဒီကာကိုကောင်းပြတ်တည်းရဲကထပ်ပေါ်လာပြီးလေပင်းကိုညှစ်ထားကဒါကိုမြင်တဲ့ရီနာကဘေးကပစိန်နဲ့ခုတ်ချလိုက်တဲ့အချိန်ကြောင့်ရေတွင်းထဲကိုတရေရောအမ်ဘာတို့မောင်နှမပါပြုတ်ချသွားပါလေပြုတ်ချသွားတဲ့အမ်ဘာတို့ကလည်းမသိပဲရေတွင်းကလည်းရေမရှိပဲတိမ်ခေါနေကဒီကာကိုအော်ခေါ်နေရင်အယိုးကောင်းကြီးကိုလည်းကင်မိသွားကကောင်းကြီးကနင်တို့အားလုံးတည်ရမယ်လို့ထအော်နေတော့ညံပြီးလွတ်ပြစ်လိုက်ပါလျက်စည်းတွေကလည်းတဝင်းဝင်းလက်နေကား တစ်ချက်တစ်ချက်မှမြင်ရပြီးပစိန်ကိုလည်းတွေးလို့ကောက်ယူလိုက်ကသူ့ရှိတဲ့တဲ့ကိုပြေးဝင်လာတဲ့ကောင်းပြတ်တရေကိုစီးပြီးခုတ်ချလိုက်ပါတယ်ဒါပေမဲ့မထိလိုက်ပဲတရေမဟုတ်ပဲဒီကာဖြစ်နေကဒီကာကလည်းအမလိုကြောက်ပြီးអော်လိုက်ပါတယ်ဒီချိန်မှာပဲအပေါ်ကနေမိကျစ်ကိုပြစ်ချလိုက်ပြီးမိရှို့ခိုင်းတော့ဒီကာကလိုက်ဆန်းရင်ခေါင်းကြီးကိုစမ်းမိသွားလို့လွတ်ပြစ်လိုက်ကမိကျစ်ကိုတွေးပြီးချိန်လိုက်ချိန်မှာပဲသူ့ကိုလေပင်းညှစ်တာခံလိုက်ရပြီးမိကျစ်ကလွတ်ကျသွားကာ ဒီကကမိကြီးကိုယူပြီးအလောင်းကိုမီးရှို့လိုက်တော့မှအနောက်ကိုလန်သွားပါတယ်။ဒါပေမဲ့ဒေါသကြီးနေတဲ့ခေါင်းပြတ်သေးရဲမကမီးလောင်နေတဲ့ကြားကပဲအမ်ပါကိုထပြီးလဲပေးညစ်နေကအမ်ပါကလည်းဘေးကရှိတာကိုယူပြီးထိုးနှက်နေရင်ခေါင်းပြတ်သေးရဲမကြီးလည်းပြားအဖြစ်လွင့်ထွက်ပျောက်ကွယ်သွားပါတယ်။အဲ့ဒီနောက်မှာတော့မိုးလင်းလာခဲ့ပြီးနောက်အလောင်းတွေကိုလည်းလာတဲ့သွားကြကဒီကေဟာကြီးကလည်းအသက်ရှင်ကျန်ခဲ့တဲ့လူတွေက ပြောင်းဖို့လုပ်နေပြီးအမ်ပါကလည်းတပ်ပုံတပုံကိုကြည့်နေရင်ဒါဘသူလဲလို့မေးတော့ သူ့ရဲ့အမဖြစ်မယ်လို့အဖိုးကပြောကဓာတ်ပုံနောက်မှာလဲမတ်ဒီအဲလီဇဘက်အီဗန်နာဆိုတဲ့နာမည်သုံးခုရေးထားတာကိုဖတ်ပြလိုက်ပါတယ်အန်ပါလဲဓာတ်ပုံကို ပြန်သိမ်းပြီးယူသွားကသူ့အိမ်ပြင်ကိုထွက်သွားတာနဲ့မိကလည်းမိန်သွားပြီးဓာတ်ပြားဆက်ကလည်းသူ့အလိုလို ပွင့်လာကဇလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအစိုးဒီလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီး ိတ်ဤချမ်းသာခြင်းကိုဤချမ်းမှာခြင်းများနဲ့အတူကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးဤဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ